ောင်မြင်စားချိန်မှာကွင်လွန်သွားတဲ့မြို့သားနုပညာရှင်ကဦးဒီဗီယိုထဲမှာတော့အောင်မြင်စားပြည့်ချိန်မှာငငယ်ရွယ်နဲ့ကွင်လွန်သွားတဲ့ပရိသတ်ချစ်တော်အမျိုးသားနုပညာရှင်၅ယောက်ကိုပြပြပေးသွားမှာပါနံပါတ်၁မင်းသွေးအနုပညာလောကမှာအောင်မြင်မှုတွေအရှင်ရာစပြုနေချိန်မှာကွင်လွန်သွားခဲ့တာကတော့တရုတ်စာမင်းသားမင်းသွေးပါမင်းသွေးရမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားနေတို့ရဲ့ညီရင်းဖြစ်ပါတယ် အစောပိုင်းမှာတော့မင်းသွေးဟာအကိုဖြစ်သူရဲ့ရှင်ဝါကြောင့်အနုပညာလောကကိုရောက်လာခဲ့ပေမယ့်အကိုဖြစ်သူနေတူလာအောင်မြင်မှုမရခဲ့ပါဘူး။ဒါပေမဲ့လည်းမင်းသွေးဟာစိတ်ပြေအာရုံချင်းမရှိပဲကိုပိုင်ဆွမ်းဆန်းတဲ့နုပညာလောကမှာပြည့်တဲ့တိမဲ့ပြူအားပေးခြင်းခံရတဲ့မင်းသားဖြစ်အောင်ကြိုးစားခဲ့တာပါ။ဒါကြောင့်လည်းမင်းသွေးဟာအနုပညာလောကမှာကိုပိုင်ရဲ့ချင်းနဲ့နမဲကျော်အောင်မြင်မှုတွေဆ ਾਇ ရလာခဲ့ပါရီ။ အထူးသဖြင့်မုံဆွဲဆက်ကားမှာဆိုရင်မင်းသွေးရဲ့နုပညာရေးချင်းတွေကိုမြင်တွေ့ခွင့်ရခဲ့တာပါ။ဒါပေမဲ့လည်းမင်းသွေးဟာမထင်မဲ့ပဲဘလုံးကင်ရဲ့အမောဖောက်ကနှလုံးရောဂါနဲ့ကွယ်လွန်ဆုံးဖြတ်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းနုပညာလောကမှာမင်းသွေးဟာအောင်မြင်နေစဉ်ကွယ်လွန်သွားခဲ့တဲ့နုပညာရှင်တစ်ယောက်လို့ဆိုရပါမယ်။နမနေတွေအနုပညာလောကမှာလူသားသေးပေမဲ့နမမသေးပေပြိတဲ့အမြဲတဘဝပြောနေရတဲ့အနုပညာရှင်ထိတ်တဲမင်းသားတစ်လက်ကတွေ့ပါ တရားအနုပညာလောကမှာအခြားမင်းသားတွေဘသူနဲ့မှမတူဘဲကိုပိုင်စတိုင်ကိုပိုင်ဟန်နဲ့တရုတ်ဆောင်နိုင်စွမ်းရှိတဲ့မင်းသားတစ်လက်ပါဒါကြောင့်လည်းမြန်မာရုပ်ရှင်လောကမှာဒွိတိကိပေါ်ထွက်ခဲ့တာဖြစ်ပါတယ်တရားမြန်မာတိုင်းကံလုံးကရုပ်ရှင်ကြီးပရိသတ်တွေကိုလွှမ်းမိုးမှုရှိခဲ့တာပါတိုင်းမဲ့လေတရားအမြင်မှုတွေအမြင်ဆုံးရောက်ရှိနေချိန်မှာပဲစုံမကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒွိကိုလည်းအမြင်မှုတွေရှာနေချိန်မှာကွယ်လွန်သွားတဲ့နှမျိုးစရာနှုပညာရှင်တရားဖြစ်သတ်မှတ်ရမှာပါနံပါတ်3ဂျွန်ကို ကျုပ်ကမြန်မာနိုင်ငံရဲ့နာမည်ကြီးထိတ်တဲမင်းသားမဟုတ်ပေမဲ့လည်းနေကတောကပရိသတ်တွေကြားထဲမှာတော်တော်လေးကိုမှနာမည်ကျော်ကြတဲ့မင်းသားတစ်လက်ပါအထူးသဖြင့်ကျုံကိုရဲ့ action ဇာတ်ကားတွေဟာနေပရိသတ်တွေတော်တော်များအကြိုက်ဖြစ်ခဲ့ပါတယ်။ဒါမှလည်းကျုံကိုကအရွယ်အတိုင်းခင်မှာပဲအမှုပညာလောကမှာထိတ်တဲအောင်မြင်မှုတွေရရှိနေစမှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။နာမည်လေးရေမွန်တင်းရေးစောကိုစိအစိုးရအတန်းဖိုကင်းဒီပြ ခင်မြတ်ဘုံတို့ရဲ့တာပြတဲ့ဆိုရော်ရီမွန်ဟာမြမဂီတာလောကမှာအရေးချင်းရှိတဲ့ငွေကျယ်ပွင့်တပွင့်အဖြစ်နာမည်ကြီးပါရင်အထူးသဖြင့်ရီမွန်ကိုယ်တိုင်ရေးသားထားတဲ့တခြင်းတွေ ။ဒီဆိုထားတဲ့သစင်းတွေဟာဂီတလောကမှာတော်တော်လေးကိုမနာမည်ကြီးတာပါ။အဓိကအားဖြင့်ရေမွန်ရဲ့သစင်းတွေဟာလူငယ်ပရိသတ်တွေရဲ့ရှင်ဘက်ထဲမှာအမြဲတမ်းဆွဲထင်ခြင်းရှိခဲ့ပါရဲ့။ဒါကြောင့်လဲဆိုတော့ရေမွန်ဟာလူငယ်ဂီတဆိုတော့တူအဖြစ်အမြင့်ဆုံးအမြင့်ဆုံးရရှိခဲ့တာဖြစ်ပါရဲ့။ဒါပေမဲ့လည်းရေမွန်ဟာ2021ခုနှစ်မှာတော့အစာရင်ယောဂနဲ့ကွင်လွန်သွားခဲ့ပါရဲ့။ဒါကြောင့်ရေမွန်ဟာအမြင်မှုတွေရရှိနေချိန်မှာကွင်လွန်သွားတဲ့နုပညာရှင်တူအဖြစ်သတ်မှတ်ရမှာပါ။နံပါတ်5အထူး အခုနောက်ဆုံးကွယ်လွန်သွားတဲ့နုပညာရှင်ကတော့ MRTV4 ဇလန်တွဲတွေမှာကလေးတယောက်ဆောင်ဘွားကနေလူကြီးတယောက်ဆောင်ဘွားတီအမြင့်စာတယောက်ဆောင်နိုင်တဲ့ဇက်ပုမိသားတလက်ဖြစ်ပါရင်အထူးသဖြင့်တယောက်ဆောင်သူဟာကယ်ဒမီစကားတင်စုရတဲ့အထိအမြင့်သွားခဲ့တာပါအဓိကအားဖြင့်တယောက်ဆောင်သူကိုအနုပညာမောင်နှမတွေပရိသတ်တွေကမိဘကိုလိုကျွေးနေတဲ့တားလိမ်မာလေးမလို့ချစ်ခင်အားပေးကြတာပါဒါမဲ့လေတယောက်ဆောင်သူကမလယ်ရှီးယားနေမှာရေမတော်စားမှုကြောင့်မလို့ဥကောင်းတရားရာကာဆုံးပါကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေသူရဲ့စာပနာကိုပြည်သက်တောင်းချီက ကတက်ရောက်ခဲ့ကြတာပါအခုပြပြပေးခဲ့တာကတော့ရှေးမတိုင်ခင်မှာကွယ်လွန်သွားခဲ့တဲ့အနုပညာရှင်၅ယောက်ပဲဖြစ်ပါတယ်